ဒါကြောင့်မြစ်ပေါင်း30ချင်းမှာအဲ့ဒါလူကူရံကခொနဲ့ကတရဏဂုံကြီးတဲ့လူတို့မဲ့ဘာဝတိတာရှိတဲ့လူတို့မဲ့ကိုကြီးသာတရားနဲ့သတ္တဝါရဲ့အပေါ်မှာကိုကြီးသာတဲ့လူလူချင်းကိုကြီးသာတဲ့လူတို့မဲ့တရားသဘောပါဒါကြောင့်မလို့သူများကိုမဝေပါနဲ့လက်ညှိုးမထိုးနဲ့ ကိုကိုကိုရောက်တော့ဒူလာအဲ့ဒါကြီးပေါ့ပြီးပါသဘောပါလားနော်အဲ့ဒါဆိုရင်နားလေပြီးတော့နော်သူ့ကြောင့်ဒေတာသူ့ကြောင့်ဒေတာသူကဘယ်လိုလုပ်နေတာသူကလုပ်တာမှန်ရလားအမှန်တရားကြည့်ရတာသူများဘုံမပြောနဲ့ကိုကိုကိုအမှန်တရားကြည့်ရတာအခုလူတွေကကိုလုပ်တာကတော့အမှုကိုယ်တွေတောင်းလိုက်တော့အမှန်တရားပြောပါလို့ မှန်တရားကိုပြုတော့ကံကိုတန်ပြန်နေလေဆိုတော့မတရားမှုဖြစ်တယ်ဟင်တရားမင်းကြေရောက်နေလေဒီဖြစ်ပြန်38တန်နဲ့ဘာဖြစ်လို့နောက်ထိုင်နေလေဒီဖြစ်ပြန်တော့သူတို့တောင်းလာပြီအမှန်တရားပြောပါဆိုတော့သူပြုတယ်ကကိုတန်ပြန်ကြတာအမှန်ဆုံးနဲ့သဘောပေါက်အဲ့တော့ကိုသတ်တဲ့ကညာကိုပြန်အသက်ခံရတော့မှမတရားဘူးကြီး။တော့ကိုနှိမ့်တဲ့ကဲကျလို့ကိုပြန်နှိမ့်တဲ့ကဲတော့မှမတရားဘူးကြီး။ ကုန်ပြီးတော့လည်းကိုယ်ပြန်ကျုပ်ကမ်းတော့မှမတရားဘူးကြီးနော်အခုကတည်းကအညာကြီးမှာမိတွေတောင်းပြီးကုန်ရတာတောနေတောင်းနေကြောက်တယ်သူတို့တောနေတောင်းနေထဲမှာတရိစ္ဆာန်တွေကိုလိုက်ကန်တတ်ပြပြီးဘုသောအလုပ်တွေလုပ်ကြတာသူတို့နေနေကြီးကြီးလေးနဲ့မိအောင်လို့တောနေပြီးကျွားတယ်တော်ရည်ကြီးဆိုတော့တတ်တော်ဝါရီရဲ့အိုးလေးရဲ့အဆိုင်ကအပုံမပြည့်သေးဘူးလားရှိပါဘူးအခုသူတို့ရွာရည်ပြည့်ပြီးတော့မှမတရားဘူးဆို ုတရားမင်းကရပါမှာလုံးကိုပြည့်တဲ့တန်တိုင်းသာလို့သူတို့ပြန်ပြီးအကျိုးခံသူတို့